ဆိုလို့ရှိရင်ပေါ့နော်လူအယောက်900စာအကျွန်နေ့လယ်ပိုင်းလေးကျွေးဖြစ်တာပေါ့နေ့လယ်စာပေါ့နော်ညနေစာအတွက်လည်းလူအယောက်900စာကျွေးဖြစ်ပါတယ်ဆိုတော့နေ့လယ်စာနဲ့ညနေစာပေါ့နော်အဲလူအယောက်1000ကျွေးဖြစ်ပါတယ်ဟုတ် အရင်ကထက်တော့ပေါ့နော်ကြော့ကြော့ဆိုပြီးတော့လူနည်းနည်းလေးတိလာတယ်အဲ့ဒီတကြောင်မို့လို့ကြော့အလုပ်တွေလည်းပို့ပြီးတော့လှုပ်လာရတယ်အဲအခုဆိုလို့ရှိရင်ပေါ့နော်ကြော့တက်နိုင်တလောက်လေးလည်းလူလေးဖြစ်လာတယ်ဆိုတော့ကြော့တက်ကတော့အများကြီးပြောင်းလဲမှုကြီးဖြစ်သွားပါတယ်ဟုတ်အရင်ကကြောကြောမိသားစုနဲ့ပဲဖြတ်သန်းဖြစ်တယ်အဲ့လိုပုံမှန်လေးပဲကိုယ်တငယ်ချင်းနဲ့ထမင်းချွေးဖြစ်တယ်အဲ့လောက်လေးပဲဒီနေ့ကကြောလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်အခုလိုမျိုးချွေးဖြစ်တာဆိုကိုယ့်ကိုယ်လည်းခုန်ကြီးပါရဲ့ဟုတ် ကြားပေါ့နော်ကြော်ရဲမွေးနေ့အကျိုးပေါ့နော်အဲအဲ့လေးကိုရန်ကုန်ပြည်သူစေဝီမှာအကျော်တက်နေတလောင်းလေးလူဖြစ်ပါတယ်ဟုတ်အဲမွေးနေ့ရက်စက်ကကြာတော့18နှစ်ပါဒီလတဲ့မှာပါပဲအဒီနေရာလေးမှာဆိုလို့ရှိရင်ပေါ့နော်ရန်ကုန်ပြည်သူစေဝီဆိုတော့ လူတွေလည်းအများကြီးရှိတယ်ပြီးလို့ရှိရင်လူနာဆောင်တွေလည်းအများကြီးရှိရပါတော့အဲ့ခါကျတော့ကျောအနေနဲ့ဒီမှာလာပြီးတော့ကျွေးမယ်ဆိုပြီးတော့ပေါ့နော်ဆုပ်ဖြတ်ဖြစ်လိုက်တာပါဝင်းနီမှာကျတော့မိသားစုရင်းနဲ့ private လေးပဲရှိပါမယ်အဲဒီနေ့အတွက်ဆိုလို့ရှိရင်ပေါ့နော်လူအယောက်900စာအကျောနေ့လယ်ပိုင်းလေးကျွေးဖြစ်တာပေါ့နေ့လယ်စာပေါ့နော်ညနေစာအတွက်လည်းလူအယောက်900စာကျွေးဖြစ်ပါတယ်ဆိုတော့နေ့လယ်စာနဲ့ညနေစာပေါ့နော်အဲလူအယောက်1000ကျွေးဖြစ်ပါတယ်ဟုတ် ဝင်းနေအကြုံမှာပေါ့နော်အရင်ကလည်းအဲ့လိုမျိုးလူချင်းခဲ့တယ်ဒါပေမဲ့အမ်တခြားအကြောင်းအရာတွေတော့ပေါ့နော်မလို့ဖြစ်ဘူးပြီးလို့ရှိရင်စူးစမ်းနေရကာလာဆိုတော့ပေါ့နော်တခြားကိုစူးစမ်းနေရဟာလေးရှိသေးရဲ့အခုကျတော့ပို့ပြီးတော့အဓိကတော့ကြော့ချက်ပေးကြရပြီးတော့ကြော့အလုံးလာအကြရဲ့သူတွေကြောက်ပါပဲကြော့ဒီတလောထဲမှာကွန်မရှင်နဲ့ပတ်သက်ပြီးတော့စားချုပ်တွေကြောက်ဖြစ်ပြတယ်ပြီးလို့ရှိရင်အလုပ်တွေအများကြီးလုပ်ဖြစ်တယ်အဲ့အနီးပြီးတော့ကြော့လှုပ်အားခါလေးလည်းရလာတယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကြော့ဟိုတက်နိုင်တလောက်လေးလှုပ်ချင်တာရောလှုပ်ဖြစ်တာရော ့လို့ရှိရင်မွေးနေ့လည်းဖြစ်တဲ့ခါကျတော့ပေါ့နော်အဲအဲ့လိုမျိုးလုပ်မယ်ဆိုပြီးအရင်ကစိတ်ကူးတာလေးဆိုအခုအကောင့်ထဲပေါ်ဖြစ်တာပါဟုတ်ပြီရှင်ကတော့အဲဒီနေ့ကတော့အာအရင်ကထက်တော့ပေါ့နော်ကြော့ကြော့ဆိုပြီးတော့လူနည်းနည်းလေးတိလာတယ်အဲ့ဒီတကြမို့လို့ကြော့အလုပ်တွေလည်းပို့ပြီးတော့လှုပ်လာရတယ်အဲအခုဆိုလို့ရှိရင်ပေါ့နော်ကြော့တက်နိုင်တလောက်လေးလည်းလူလေးဖြစ်လာတယ်ဆိုတော့ကြော့တက်ကတော့အများကြီးပြောင်းလဲမှုကြီးဖြစ်သွားပါတယ်ဟုတ် အရင်ကကြောက်ကြောက်မိသားစုနဲ့ပဲဖြတ်သန်းဖြစ်တယ်အဲ့လိုပုံမှန်လေးပဲကိုယ်တငယ်ချင်းနဲ့ဓမင်းချွေးဖြစ်တယ်အဲ့လောက်လေးပဲဒီနေ့ကကြောက်လို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်အခုလိုမျိုးချွေးဖြစ်တာဆိုကိုယ့်ကိုယ်လည်းခုန်မိပါရဲ့ဟုတ်ဝိုင်းမီစုတောင်းပေးရကြောက်ပျော်တာပေါ့ပြီးလို့ရှိရင်အဲ့လိုမျိုးလည်းအများကြီးထပ်ပြီးတော့ချွေးကျင်သေးတယ်အများကြီးလည်းလူနိုင်အောင်လို့ကြောက်စူးစားပါမယ်လို့အဲကြောက်အလုပ်တွေလာအကြရဲကြောက်ဓမင်းရှင်နေပြီးလို့ရှိရင်ပေါ့နော်ကြောက်ယုံကြည်ပြီးတော့ပေါ့နော်အလုပ်အကြရဲအ အကိုရဲ့အမရဲ့ဦးလေးရဲ့ဓာတ်ရဲ့အားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်အသက်ကတော့ကြီးွားမှာပဲကျတော့တော့တနေ့ထက်တနေ့ကတော့ပို့ပြီးရစ်စ်လာမယ်ပို့ပြီးအသက်တွေကြီးွားမယ်ပေါ့နော်ဆိုတော့တနေ့ထက်တနေ့ဘလောက်တောင်မှကိုစူးစမ်းခဲ့လဲတနေ့ထက်တနေ့ဘလို့မျိုးဖြစ်လာခဲ့လဲပေါ့နော်အဲ့ဒီပုံမှန်မူတည်ပြီးတော့ အဲ pressure တော့မရှိဘူးဒါပေမဲ့ပိုပြီးစူးစမ်းရမယ်အဲပိုပြီးတော့လူကြီးဖြစ်လာပြီပေါ့အဲ့လိုမျိုး feeling ရပါတယ်အဲကြောအရင်နဲ့ဒီနဲ့ဆိုလို့ရှိရင်ကြောတက်ကအများကြီးပြောင်းလဲသွားတယ်ကြောအရင်နဲ့ကဆိုလို့ရှိရင်ကြောအဲ့လိုမျိုးခလေးလိုပဲအဲ့လိုပဲနေပြီးတော့မှဒီနေ့ကြာလို့ရှိရင်မီဒီယာရှစ်ထွက်ရတယ်စင်မော်တက်ရတယ်အဲပြီးလို့ရှိရင် academy ရှစ်တို့တယောက်လည်းဖြစ်လာခဲ့တယ်ဟုတ်ဝင်းနေ့တိုင်းကတော့ကြောတက်ကတော့အမှတ်တရကြီးပါပဲ အဲကျောကျောမိသားစုထဲမှာဆိုလို့ရှိရင်လေမင်းမရအရန်ဖွေတာကျောလိုပဲအဲဆိုမင်းမင်းနဲ့တူတယ်လို့ပြောရမှာပေါ့ဟုတ်တယ်မွေးတော့လည်းဘောကက်ကက်လေးရယ်အဲအတိကကျောအဲ့လိုမျိုးစူပုတ်ပုတ်လေးနဲ့ဘောကက်ကက်လေးနဲ့အတိကတော့အဲ့လိုမျိုးစူပုတ်ပုတ်လေးဖြစ်မယ်ဒီနေ့အဲ့လိုစူပုတ်ပုတ်လေးဘောကက်ကက်လေးနဲ့ဖြူဖြူလုံးလုံးလေးအဲအဲ့လိုမျိုးလေးဟုတ်မွေးတော့ကတော့မမတ်မိရောမမေ့မေ့စီမှာပဲရအောင် ဘယ်နှမအရင်ကအရင်စူပုတ်ပြီးတော့လေငငယ်ကလေးကအဲ့လိုနည်းစူပုတ်ပုတ်လေးနဲ့အရင်အဲ့လိုမျိုးလေးတော့ရှိရအရင်စူပုတ်တာပဲလို့အဲ့တော့ဆိုအရင်ငိုတယ်ဒါဘာမှမသိတဲ့ကလေးလေးဆိုတော့အရင်စူစူပုတ်ပုတ်လေးနဲ့ပြီးလို့ရှိရင်အသားဖြူဖြူလုံးလုံးလေးနဲ့အဲ့အဲ့လိုမျိုးလေးပေါ့နော်အခုကျတော့လေပို့ပြီးတော့အဲ့လိုအရင်ရောက်လာပြီဆိုတော့လေအများကြီးပြန်ကြည့်လိုက်လို့ရှိရင်တော့အော်ငငယ်တော့ပုံလေးကြည့်ပြီးအရင်ချစ်ဆရာကောင်းများ အဲ့နမင်ကချစ်တောင်းတယ်အဲဘယ်လနေ့ပြည်ပြီလဲဆိုတော့မွေးနေ့ကတော့အမြဲကြောတက်က20ပဲကြော20မှာရက်တန်ဒါပေမဲ့ကြော20ကြော်ပြီလို့တော့မထင်လောက်ဘူးလို့ထင်တာပဲအများပြည်ကတော့20 21အဲ့လိုထင်ကြဆိုတော့မွေးနေ့ကတော့ပြောပြတော့ပါအမတ်တရားတွေကတော့အများကြီးပဲ အဲကြောငငယ်ကလေးအောင်ဆိုလို့ရှိရင်ဘောနော်ကြောကြောင်နေမှာနေမှာကြီးလာတယ်ဆိုတော့ငငယ်တော့တော့နည်းနည်းယောက်ျားလေးဆန်တယ်မိန်းကလေးမဆန်အောင်အဲ့လိုမျိုးအဲ့လို6တန်း8တန်းလောက်ထိရအဲ့ဘိုကီနဲ့ရောက်ွက်တော့မှဘောလုံးကန်တယ်ဝရှိသေးတယ်ကြီးလာတော့မှအဲ့လိုပုံစံမိန်းကလေးဆဆန်လေးနဲ့အဲ့လိုပုံစံလေးဖြုတ်သွားပေါ့နော်ဘလိုကြောက်ပြောင်းလဲသွားလဲဆိုတော့သူများတွေကိုကြည့်တာပေါ့ သူများတွေကအဲ့ဒီအချိန်မှာလလပပလေးဖြစ်နေပြီကိုကဘိုကီနဲ့ဘောလုံးကန်လို့ကောင်းတော့ပဲအဲ့ဒီအချိန်မှာမြန်မာကလေးကနေကြပြီတခြားစပိန်အရှီလေးနဲ့မြန်မာကလေးကနေကြပြီအဲပြီးလို့ရှိရင်လလလေးပေါ့နော်အဲ့လိုမျိုးဖြစ်နေကြပြီဒါပေမဲ့ကိုကအဲ့လိုမျိုးဖြစ်မနေဘူးဘိုကီနဲ့ဘောလုံးကန်လို့ကောင်းတော့ရှိတယ်ဆိုတော့နောက်တော့တဖြည်းဖြည်းနဲ့ငါအဲ့လိုနေလို့မရဘူးပေါ့နော်ဆိုတော့တဖြည်းဖြည်းနဲ့ changes လေးလုပ်ရင်းလုပ်ရင်းနဲ့အခုလိုမျိုးကြော့ကြော့လေးဖြစ်လာတာပါ ဖြူချိုဖြစ်ပြီးတော့ပေါ့နော်အရလာခွက်လန်းနေရတော့အများကြီးပဲအဲကျောင်းနောက်ဆိုလို့ရှိရင် series လေးရိုက်ဖို့ရှိပါတယ်ပြီးလို့ရှိရင်အခုပေါ့နော်ကျောင်းကိုလာပြီးအပ်ထားတဲ့ commercial လေးရှိရယ်အဲပြီးလို့ရှိရင် အဲတခြားပေါ့နော်တခြားရိုက်ဆရာလေးလည်းရှိရဲအဓိကဘွားရဲ့အမှုပညာရှင်နဲ့လည်းအဲ့လိုမျိုးတွေ့ရတယ်ဆုံရတယ်ခင်မင်းကြီးရတယ်တွေ့ယူဆရာကြီးအများကြီးရှိရဲပညာကြီးလည်းအများကြီးရပါတယ်ဟုတ်မွေးနေ့လက်ဆောင်တော့ဘာမှမရသေးဘူးအခုချိန်ထိ surprise တွေပါလည်းမရသေးဘူးဒါပေမဲ့အခုချိန်ထိမွေးနေ့လက်ဆောင်ပေးဖို့ဆိုပြီးတော့လိုက်ပြောဟိုနော်အဲ့လိုမျိုးဟိုလူပြောမွေးနေ့လက်ဆောင်ပေးပါဦးဒီလိုလည်းမွေးနေ့လက်ဆောင်ပေးပါဦးလို့ပြောနေပြီမြဲအခုချိန်ထိမွေးနေ့လက်ဆောင်တစ်ခုမှမရသေးပါဘူး ဘာလေးပူစားထားလဲဆိုတော့အခုကတော့အခုမြစ်တာရရနေပါရဲ့မြစ်တာရရနေပါခုနစတောင်းတန်လေးကြားလိုက်တယ်အတော့အများကြီးပျော်ရပါရဲ့ဒါရရတယ်ကြောက်တယ်မင်းလက်ဆောင်လေးတစ်ခုပဲပေါ့နော်ဆိုတော့အများကြီးမြစ်တာမြစ်တာရရနေပါရဲ့မင်းလက်ဆောင်လေးနဲ့အဲ့ဟုတ်ဝမွေးစီကဘာမှတော့မပြောရသေးရမယ့် အခုတော့ဒီလထဲမှာဆိုလို့ရှိရင်တော့မမေစီပြန်ပြ surprise တိုက်ဖို့ရှိတယ်။အင်းမနက်ဘာလဲလို့ပြောနေပါတော့ဘူးလိုအိုင်ရရွာလဲဆိုတော့အဓိကကတော့မွေးနေ့တစ်ခုဖြစ်လာဖို့ဆိုလို့ရှိရင်ကျောင်းကမွေးဖွားလာတာပဲရှိတာပေါ့နော်။တကယ်တမ်းကိုလာလွယ်စလာဖွားတကယ်မွေးဖွားရတာတော့အမေကိုယ်တိုင်ရပေါ့နော်။အဲ့လိုမျိုးမွေးဖွားရဆိုတော့ကျောင်းကမွေးလာတာပဲရှိတာ။အဲ့ဒါဆိုတော့ကျောင်းက ကျော့ရဲ့မွေးဖွားလာတဲ့နေ့တည့်ရက်ပဲဘာမှထူး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 မရှိပါဘူးဒါပေမဲ့မမေအတွက်ကကြတော့အများကြီးခက်ခဲလေးရှိရဲအဲပြီးလို့ရှိရင်သူ6လလဲ7လဖွားအဲ့ဈာထဲမှာပေါ့နော်ကိုဝါဆောင်တဲ့ဆိုတော့အဲ့လိုမျိုးဘယ်ပြောမလဲအခက်ခဲတွေအများကြီးရှိတယ်ပြီးလို့ရှိရင်နာကျင်မှုထိုင်နေလည်းခံရတယ်ဆိုတော့မမေကိုပဲကျော့ကပို့ပြီးတော့အဲ့လိုမျိုးပေါ့နော်မမေကျော့ကိုမွေးဖွားလာတဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့ပုံစံနဲ့ပဲရှိနေတာပါဟုတ် အဲမမေကိုမမေကိုကြာတော့အမြဲတမ်းပေါ့နော်အဲကြာချစ်တယ်ဆိုတာတဲ့အမြဲပိုပြီးစိုက်တယ်ကြာကြာမိသားစုထဲမှာကြာအကြီးဆုံးပေါ့နော်အဲ့ခါကြာတော့အဓိကကိုအကြီးဆုံးဖြစ်တဲ့ခါကြာပို့ပေါ်မှာတာဝန်ကြီးအများကြီးရှိတယ်ကိုလှုပ်ပေးရမယ့်အရာကြီးအများကြီးရှိတယ်ပြီးလို့ရှိရင်အများကြီးတိတက်ရမယ်အငယ်လေးပေါ်ထပ်ပို့ပြီးတော့ကိုကရစ်ချစ်ရမယ်အများကြီးပါပဲဆိုတော့အခုလက်ရှိမှာတော့အလုပ်လေးစူးစမ်းပြီးတော့တတ်နိုင်တလောက်လေးပတ်ဝန်းကျင်အကျိုးပြုနေတယ်ပြီးလို့ရှိရင်မိသားစုအတွက်လည်းစူးစမ်းနေပါတယ်လို့အဲဘယ်လို လိုနဲ့ဆက်ပေးရပါဆိုလို့ရှိရင်တော့အမြင်တော့ဆက်နေတဲ့အတိုင်းပါပဲအားလုံးပေါ့နော်အခုဒီနေ့ကြောရဲ့မွေးနေ့အလူလေးပေါ့နော်အဲ့လိုမျိုးဖြစ်များအောင်လို့ကြောချက်ပေးကြရဲ့အဲကြောအလုံးအပ်ပေးကြရဲ့ကြောထမင်းရှင်နေပြီးလို့ရှိရင်အာကြောအလုတ်အပ်ကြပြီးတော့စားချုပ်တွေထုတ်ဖြစ်တဲ့အမ်ကြောဥဥတော်တော်အာပြီးလို့ရှိရင်အမ်အတီးတွေအကုန်လုံးပေါ့နော်ကြောရဲ့အလုတ်ရှင်တွေအကုန်လုံးကိုကြောကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အဲပြီးလို့ရှိရင် ကုန်လုံးပေါ့နော်အခုလိုမျိုးဖြစ်လာအောင်လို့ကျောဝိုင်းရပေးကြရကျောကဘိတ်ကျောရဲ့ဘိတ်ကပရိသတ်တွေရောပြီးလို့ရှိရင်ရန်ကုန်ပရိသတ်တွေရောအကုန်လုံးကိုကျေးဇူးတင်ပါတယ်အဲကျောလဲပေါ့နော်အခုဆိုလို့ရှိရင်ကျောအမှုပညာလက်ဆက်လုပ်သွားဖို့ရှိတယ်ပြီးလို့ရှိရင်အများကြီးစူးစမ်းနေတဲ့အတွက်ကြောင့်မို့လို့ကျောကျောပရိသတ်တွေရဲ့မေတ္တာရင်အများကြီးလိုအပ်နေပါတယ်ကျောလဲအများကြီးစူးစမ်းပါမယ်ဟုတ်ဟုတ်ကဲ့ပါ အဲ့လိုလေအချင်းရဲ့ကျောအများကြီးစူးစမ်းနေရပေါ့နော်တဲ့ကြောင်ကြီးညချင်လည်းဘယ်လိုပြလာမှဖြစ်တဲ့တဲ့ကြောင်မလို့ဘိမလည်းဆုံးကြမယ်လို့ပြောချင်ပါတယ်ဟုတ်အဲ့လိုပဲကျေးဇူးတင်ရကဲပါ